ကိုလှဲเสียရက်ပါအောင်ဗျတောင်ဝတာတော့နားလေးရရက်သွားခဲ့တယ်ဟဲ့အောင်တောင်ဝနားလေးပေါ်တက်ကွာအင်းမြန်ကြမယ်ငါစိုးနဲ့တောင်ဝကတော့မူးနေရဆိုတော့လှဲပေါ်မှာလူမပါတာကိုသတိမထားမိကြပါဘူးဒါနဲ့နှစ်ယောက်သားလည်းလှဲပေါ်ကိုကုန်းတက်လိုက်ကြတယ်လှဲเสียရီစက်သွားလို့ရပြီဗျဟာငါစိုးအဲ့လိုပြောလိုက်ပြီမင်းနွားလေးကစက်မသွားပဲရှိနေခဲ့တာပါဟေးလှဲเสีย တွားလို့ရပြီလို့တောင်ကလည်းပြူပြဲပြီးတေးချကြည့်လိုက်တော့လဲပေါ်မှာသူတို့နှစ်ယောက်ပဲရှိနေရကိုသတိထားမိသွားခဲ့တယ်။ဟဲ့ငါဆိုရင်ငါတို့တော့တေးရဲချောက်ခင်ရပြီဟိ။ဒါနဲ့တောင်ကလည်းလဲပေါ်ကခေါင်းဆင်းပြီးထွက်ပြေးသွားတယ်။ငါဆိုလည်းနောက်ကလည်းတန်းနေအောင်လို့လိုက်သွားခဲ့တယ်။ တိတ်ဆိတ်နေတဲ့ညတညမှာတော့မောင်မူတရားအိတ်ချိန်မှုတို့နဲ့အိမ်ပြင်ဘက်ကိုထွက်လာခဲ့ပြီးတော့အိမ်ရှိရာခြံစည်းရုံးနားမှာအဖို့ဆုံနေခဲ့တယ်။ဟူးတညာလုံးအောင့်ထားတဲ့မြတ်ခုမှပဲပေါ့သွားတော့တယ်။ဟမ်အဲ့ဒီအချိန်မှာပဲနွားချူတန်ကိုကြားလိုက်ရပြီးတစက်တင်းမှာပဲနွားလေးတစ်စီးကသူတို့အိမ်ရှိနားကနေဖြတ်မောင်းနေရကို အမတ်မတင်ကြည့်မြင်လိုက်တယ်။ဟဲ့နော်တော့ကွာမြင်မြန်လေးရှာ ဒီအချိန်ဘသူများပါလိအဲလိုပြောပြီးနွားလေးကိုတေးချာကြည့်မိလိုက်တဲ့အချိန်မှာလူမပောင်ပဲဒုတ်တော်မီမောင်းနေတဲ့နွားလေးကိုသာမြင်လိုက်ရတာပါအမေရေတရေရောတရေတရေဒီလိုနဲ့မောင်မလေးငဲတမ်းမောင်းအော်ဟင်အိမ်လေးကိုပြေးဝင်သွားခဲ့တော်တယ်နောက်နေ့မနေ့ရောက်တော့ဖိုတူတို့အခွေသားရေလေမိမိုင်းတို့အိမ်မှာလူဆောင်နေခဲ့ကြတယ် မိဘိုင်းကရင်းနှီးချမ်းမန်းကိုကိုင်းပြီးတော့သူ့တို့နာကိုရောက်လာခဲ့ဟဲ့ညတော့သုံးရစောစီစီပါလားငါ့အိမ်ကိုဘာလာလို့ကြာလဲငါတော့မဟုတ်လာစားတာအော်အေးကောင်းရောပဲငါလည်းဘာရဲမဟုတ်ဘူးဟာဒီတိုင်းပဲငါကတော့သတင်းတူလာပြောပြတာဟာသတင်းတူအဲ့ဒီသတင်းတူကဘာများလဲငါပဲရဲ့မင်းတို့တို့ရွာနဲ့ရွာနားပတ်ဝန်းကျင်မှာချောင်းလက်နေရဲ့နွားလေးကိုတီးပြီးကြပြီလား ငါတော့မင်းပြောမှသိတာပဲအဲ့ဒါဘာဖြစ်လို့လဲဒီလိုဟာဒါနဲ့ငပိန်လေးသူကြားသိလာခဲ့တဲ့အကြောင်းအရာကိုပြောပြတော့တယ်တညမှာတော့ငတ်ဆိုးနဲ့တာဝါတို့နှစ်ယောက်ကမုံမုံနဲ့တန်းရင်ဆိုင်ကနေပြန်လာနေခဲ့ကြတာပါရှေးကနေရိုင်းနှီးရိုင်းတိုင်းနဲ့လမ်းပြေလျှောက်နေတဲ့တာဝါကိုငတ်ဆိုးကအာလီရှာလီနဲ့ပြောလိုက်တယ်ဟဲ့အောင်တာဝါ မေ့လန့်ကိုဘလို့ရှောက်နေရလဲကွာတက်တယ်ရှောက်စမ်းပါဟာငါလည်းတက်တယ်ရှောက်နေရပဲငါဆိုရဲ့ဟာတို့နှစ်ယောက်တယောက်တကွန်ပြောနေကြတော့ငါကျူတန်ကိုကြားလိုက်ရပြီးတော့တို့နောက်ကနေလှည့်တစီကတရွေ့ရွေ့နဲ့ဒါနေခဲ့တာပါဟာဟဲ့ငါဆိုခုမှနွားလေကွာငါတို့အိမ်ပြန်လိုက်ပို့ခိုင်းရအောင်အေးကောင်းနေကွာအဲ့လေကိုတားလိုက်ဒါနဲ့တောင်ဝလေးမမှုနဲ့နွားလေးကိုလှမ်းတားလိုက်ခြင်း ဟိုးလဲစရာရက်ပါအောင်ဗျ။တောင်ဝတာတော့နားလေးရရက်သွားကြီးတယ်။ဟဲ့အောင်တောင်ဝနွားလေးပေါ်တက်ကွာအိမ်မြန်ကြမယ်။ငါဆိုးနဲ့တောင်ဝကတော့မူးနေရဆိုတော့လဲပေါ်မှာလူမပါတာကိုသတိမထားမိကြပါဘူး။ဒါနဲ့နှစ်ယောက်သားလေးလဲပေါ်ကိုကုန်းတက်လိုက်ကြတယ်။လဲစရာကြီးဆက်သွားလို့ရပြီဗျ။ဟာငါဆိုးအဲ့လိုပြောလိုက်ပြီမင်းနွားလေးကဆက်မသွားပဲရှင့်နေခေးတာပါ။ဟေးလဲစရာ တွားလို့ရပြီလို့တောင်းရလေပြပြပြီးတေးချာကြည့်လိုက်တော့လဲပေါ်မှာသူတို့နှစ်ယောက်ပဲရှိနေတာကိုသတိထားမိသွားခဲ့တယ်။ဟဲ့နှစ်ဆွေငါတို့တော့တရေကြောက်ခင်ရပြီဟိ။ဒါနဲ့တောင်းရလေလဲပေါ်ကခေါင်းဆင်းပြီးထွက်ပြေးသွားတယ်။နှစ်ဆွေလည်းနောက်ကလေတန်းမိအောင်လို့လိုက်သွားခဲ့တယ်။ငပိန်စကားဆုံးတော့တော့ပေါ်ကကြောက်ကြောက်နဲ့ကျွန်တော်ကိုခုံမတင်လိုက်တယ်။ ငါပဲမင်းမင်းပြောတဲ့တရားတကယ်ပဲလားဟင်တကယ်ဟုတ်မဟုတ်တော့မသိဘူးငါမနဲ့ကငါ့အမေကိုဈေးသွားကင်းကူရင်းနဲ့ဈေးထဲမှာပြောနေကြကြားလာခဲ့တာဟာဒါဒါဆိုမင်းပြောတဲ့တရားအမှန်တင်နေတို့ပေါ့မင်းရောဘာထက်ပြီးတော့တိထားသေးလို့လေတိဆိုမိမိုင်းတို့အိမ်ကိုလာမှအောင်မှုလိုမင်းနဲ့လမ်းမှာတွေ့ခဲ့တယ်ဟာမဘူးကမင်းညအပေါ့ဆိုရင်နဲ့ အိမ်ရှိမှမောင်းသူမပါတဲ့နွားလေးကိုမြင်လိုက်ပြီးတော့လမ်းပြပြနေအောင်ဆိုတော့အကြီးကဆံမလေးကိုတွားခေါ်မလို့ထွက်လာလို့ပြောတယ်ဟာငါလည်းမောင်းဖို့အမြင်မှားတာပဲလို့ထင်နေခဲ့တာอืมဒီတိုင်းဆိုအဲ့ဒီတည်းကအမှန်များလားအမှန်လေးဖြစ်နိုင်တယ်လို့အမြင်မားကလည်းဖြစ်နိုင်ပါလေ။ကဲကဲဒါလို့ဆိုငါလုတ်ဆရာရှိတယ်လို့ပြန်လိုက်အောင်မေး။အဲ့လိုပြောပြီးတော့ဖိုးထူးကထွက်သွားတော့ဒီဖိုးထူးတော်လေးပြန်ချင်ရင်လည်းချက်ချင်းမေး။ မိမိုင်ဟိုဒါဆိုတို့ကိုတမိတ်ကျတော့ဟာဗိုက်စာနေပြီဟိုတော့နင်ရတမျိုးလာသွားစာမယ်နောက်တော့ဘူတူလည်းအိမ်ထဲရောက်လာခဲ့ပြီးတော့သူ့အခန်းထဲအနံ့ကိုမှွေနှောက်နေခဲ့တာပါငါအရင်နေ့ကမှဒီနာတွေ့မိပါသေးတယ်ခုဘယ်ရောက်သွားပြန်တာပါလိဒါနဲ့ဘူတူလည်းခေါင်းကိုလိုက်သူ့ဝိပီရိုလေးမှမှွေနှောက်ရှာလိုက်နေရှင့်နေခဲ့တယ်အော် ငါ TV ဆင်ရမှာ ထားမိတာများလားဖိုးတူလေ TV ဆင်သားမှာရှာနေရင်းနဲ့ပဲသူလိုက်ရှာနေတဲ့အရာကို တွေ့သွားခဲ့တော်ရီဟာတွေ့ပြီကိုချက်ကြီးပေးထားတဲ့စေးရီပလင်ကိုတွေ့ပြီဒါနဲ့ဖိုးတူလေစေးရီပလင်ကိုခါကြည့်လိုက်တယ်ကံကောင်းလို့တော်တော်များများရှိသေးရမယ်အဲ့ဒီလဲအကြောင်းဖော်ထုတ်ရမယ်အဲ့လိုပြောပြီးတော့ဖိုးတူလေချက်ချင်းမေးဖုန်းကောက်ဆက်လိုက်တယ်ဟယ်လိုညမေး မေးဒီညအားလားအားတော့အားပါတယ်ဘာလို့လဲဟာတို့ရမှာချောင်းလန့်နေရဲ့နွားလေးကိုဖော်ထုတ်မလို့ဟာအဲ့ဒါမင်းညနေကျရင်နိုင်ရုံလာခဲ့ဦးโอเคဘုဒ္ဓညဘက်ရောက်တော့ပိုတူနဲ့ငပိန်လည်းဓမီတက်လက်ကင်ပြီးရွာလန်အတိုင်းရှောက်လာနေခဲ့ကြတယ်ငပိန်ကဓမီနဲ့ဖိုတိုတီတို့လုံလိုက်ပြီးတော့ဖိုတူအဲ့လေကဒီနေ့မထွက်ဘူးနေတူရယ်နော် ကိုတီအရေးရောင်တော့မတွေ့ရပါလားဟာအင်းငါတင်တော့လာတော့လာလိမ့်မယ်ဟာသူတို့အဲ့လိုပြောနေကြတော့ငါကျူတန်းကြားလိုက်ရတယ်ဟုတ်လာပြီနဲ့တူအဲ့လိုပြောပြီးနောက်ကိုလှည့်ကြည့်လိုက်ချိန်မှာမောင်းသူမပါတဲ့နွားလေးတစည်းကိုမြင်လိုက်ရတာပါတို့ကြတဲ့တရင်တိုင်းရအမှန်ဖြစ်နေရပဲလူလဲမမြင်အောင်ဒါနဲ့ဖိုးတူဟာ ။သူ့ဘောင်းမီအိတ်ကက်တရားနဲ့ဆေးရည်ပလင်းကိုထုတ်လိုက်ပြီးတော့မျက်စိခတ်လိုက်ကြည့်။ရှော့ငပိဒီဆေးကိုမျိုးလုံးနဲ့ခတ်လိုက်။သူတို့နှစ်ယောက်မျက်စိစိတ်ခတ်ပြီးချိန်မှတော့လှဲပေါ်ကလူတွေကိုမြင်လိုက်ရတယ်။ဟမ်။တင်းနေအောင်ဖြစ်နေရပြီ။ဟမ်။ဂျလုံးနဲ့ဘိုးတို့လည်းလှဲကိုလန်တာလိုက်ကြည့်။ဟိုအကိုကြီးတို့လှဲရက်ပေးပါအောင်ဗျ။ဒါနဲ့လဲမောင်းနေတဲ့တည်ရဲ့လေးကိုရက်ပေးလိုက်တယ်။မင်းတို့က ဘာတူတွေလဲရင်ကျုပ်တို့ကိုမြင်ရတာလားဟမ်မြင်ရပါတယ်ကိုကြီးရဲ့ဒါနဲ့ကိုကြီးတို့ကဘယ်ကနေလာခဲ့ကြတာလဲရင်ကျုပ်တို့ကပျော်ပွဲစားထွက်ရင်လေဟိုရောင်းပြန်မိမဲ့ပြန်မရောက်ပြီဒီနားပေါဝင်ခြင်းမှာတန်နေရလေနေရပါဟမ်ဒါနဲ့ဂီတာကင်ထားရတဲ့ရေကောင်ညမြင်နေပြောင်းဆိုတဲ့တရေရွာကိုတိကျလာရင်ဒါဆိုအဲ့ဒီရွာကိုညပဲမြင်ရမှာပေါ့ဖို့တို့မင်းတိလားဘဲတိမလဲဟာခုမှကြားဘူးလေဟာ ဟိုဒလုံလုံးလीကိုကြီးတို့ရွာကိုကျွန်တော်တို့ကလိုက်ကိုရှာပေးပါမယ်ဘလို့လဲဟာအဲ့လိုဆိုရင်တော့အရန်ဝမ်းတာတာပေါ့ကွာကျုပ်တို့လမ်းပြောင်းနေတာဒီနေ့နဲ့ဆိုတပတ်ပြည့်သွားပြီဟာဟုတ်ကဲ့ဟိုဒလုံဆိုမနေ့ပြန်ဒီအချိန်ဒီနေရာမှာပြန်ဆောင်ကြမယ်လीဒီနေ့ကုမရှာဘူးလားဟိုကျွန်တော်တို့ခီးထွက်ဖို့အိမ်ကိုပြောမလာမိဘူးကဒါမို့မနေ့ပြန်ညမှာပဲဆောင်ကြတာပေါ့ဟုတ်ပြီလीဒါဆိုလဲမနေ့ပြန်ပေါ့အဲ့လိုပြောပြီးတော့ နွားလေးလေးသူတို့နာနေမောင်းထွက်သွားကြလို့လေနောက်နေ့ညရောက်တော့ဖိုတူတို့အဖွဲသားတွေလေတရဲတွေလဲလာကိုလမ်းထိပ်ကနေမျက်စိစိတ်ခတ်ပြီးတော့စောင့်နေခဲ့ကြတယ်တရဲတွေဟာကြောက်ဖို့ကောင်းလာရင်ငပိအရန်တော့ကြောက်ဖို့မကောင်းပါဘူးဟိုတယောက်ဆိုလေကြံအောင်ပါသေးတယ်ဟုတ်တယ်ရတူပေါ်ရဲ့ပျော်ဝဲစားထွက်လာရင်ねပြန်လဲမတွေ့အောင်ဆိုတော့ဒုက္ခရှောက်နေတဲ့တရဲတွေပါ ကြောက်ဖို့မကောင်းပါဘူး။ဝူး။အင်းအဲလိုဆိုတော့လေတနာစရာလေးတွေနော်။အဲ့ဒီအချိန်မှာပဲငါးချူတန်ကြားလိုက်ရပြီးတော့နွားလေးတစီကသူ့နာကိုရောက်လာခဲ့တယ်။ဟောဟိုမှာလာနေပြီ။မင်းတို့ကအဖွဲတဲတောက်မှာလား။ဟုတ်တယ်ကိုကြီးတဲ့ဒါကကျွန်တော်တကယ်ချင်းနေပဲ။အေးလေအဖွဲတောင်းတော့လေပျော်စရာကောင်းတာပေါ့။ကဲတက်ကြတက်ကြ။ဝူး။ဒီလိုနဲ့ဖိုးသူတို့လည်းလဲပေါ်ကိုတက်လိုက်ကြပြီးတော့ အဲ့နေရာကနေထွက်လာခဲ့ကြတယ်ဖိုတိုကသူ့အိတ်ထဲကနေမြေပေါ်ဆောင်ရွက်တွဲကိုထုတ်လိုက်ပြီးတော့တေချာကြည့်နေခဲ့တယ်နောက်တော့ဟိုကိုကြီးတည်းဒီလည်းမဟုတ်သေးဘူးနဲ့တူရဲ့နော်မြေပေါ်နေရာအတိုင်းဆိုရင်လမ်းမနေရဲ့ဗျဟင်ဟုတ်လားဒါဆိုဘယ်လမ်းအသွားရမှာလဲဟိုဒီဘက်လမ်းမှာကောင်းပြီဗျဒါနဲ့လှဲမောင်းနေတည်ရင်လဲလှဲကိုလှဲလိုက်ပြီးတော့ စက်မောင်းလာခဲ့တော့တယ်။ဒလိုနဲ့တုပ်ပေါ်ကဂီတာကင်ထားတဲ့တရေကိုစကားလှမ်းပြောလိုက်တယ်။ကိုကြီးကဂီတာကင်ထားတာဆိုတော့ဂီတာလဲတီးတတ်မှာပေါ့နော်။မပြေးအောင်လို့ကျွန်တော်တို့ကိုတချင်းဆိုပြပါလား။ဂီတာကအရန်ကိုတီးတတ်ခြင်းမင်းမင်းမတီးတတ်သေးဘူးကွ။ကျောတချင်းဆိုတဲ့တန်းအားလေးဘီနာမှာဘသူမှမနေနိုင်အောင်စိုးတာပါဟဲ့တော့ပေါ့နေလုံးလိုက်ပါလေတို့နေရာမရှိဖြစ်နေတော့မှာဟိုမစိုးတတ်ရင်မစိုးပါနဲ့တော့ကိုကြီးရပါတယ် မဟုတ်တာပဲစိုးပြပါမယ်။ဟိုရပါလေဗျရပါလေ။ဒါနဲ့တရေလဲဂီတာတီတော့တဘောတို့လည်းနားပိတ်ထားလိုက်ကြတယ်။နောက်တော့တရေမောင်းလာတဲ့နှွားလေးလေးမြေကန်ဆက်တနည်းအကိုရောက်လာခဲ့တာပါ။ကိုကြီးတည်းဒီလမ်းအနေဖြတ်ရမှာဗျ။ဘလို့သွားမလဲရင်လှေလဲဒဇင်းမှမတွေ့ဘူး။အေးနော်ဒါဆိုဘလို့လောက်ကြမလဲ။ရင်မနဲ့ရင်လှဲနဲ့သွားကြရင်ရော။ ဟမ်ဒီမြစ်ကိုကြည့်ရတာရေနဲ့မဲ့ပုံမရရေကူးပြီးပဲတပတ်ကံကိုသွားကြတာပေါ့ဖြစ်ပါမလားကိုကြီးရဲ့ဒီလိုနဲ့ရေမျောကုန်မှာဖြင့်မမျောပါဘူးညီမလေးရဲ့ကိုကြီးတည်တည်ကြာကြာတွဲကူပေးပါမယ်ဟမ်ကဲနီလန်လန်မရှိဘူးဆိုတော့မြစ်ကိုလက်ပြစ်ကူးကြတာပေါ့ဒီလိုနဲ့သူတို့အဖွဲသားရင်းလေလဲပေါ်ကနေဆင်းလိုက်ကြတယ်နောက်တော့လဲမောင်းတဲ့ဒီကရှေ့ကနေပြီးရေကိုဆင်းသွားခဲ့တာပါ game ျွန်တော်ကနေတွဲထားကြနော်ပြီးတော့လက်ကိုလုံးဝမဖြုတ်ပါနဲ့ကျုပ်ကတော့နောက်ဆုံးကနေပဲလိုက်လာခဲ့ပါမယ်ဒီလိုနဲ့သူတို့အဖွဲ့သားတွေလည်းတပတ်လံကိုအတန်းလိုက်ဖြတ်ကူးနေခဲ့ကြတယ်အောက်မလီဦးရေရနဲ့တယ်ဟာမြွိုင်းနေရောရရလားငါလက်ကိုဆွဲထားနော်အေးအေးကုပေါင်းဟာငါမျောနေတယ်လို့ပဲဟမ်ဒါနဲ့ တုပ်ပေါ်လေးရေစည်းတန်နဲ့မြင့်လင်နာရောက်ရေစည်းနဲ့တူ မျောပါသွားခဲ့တယ်။ဟမ်တုပ်ပေါ်မျောသွားပြီ။အဲလိုပြောပြီးငပင်ကလှမ်းဆွဲလိုက်ပေမယ့်ဘလို့မှမမြင်လိုက်ပါဘူး။နင်းနေနေကိုင်းလိုက်သွားလိုက်မယ်။မင်းတို့ရင်တက်နေကြ။ဂီတာတရေကသူ့ဂီတာကိုဖတ်လိုက်ပြီးတုပ်ပေါ်နောက်ကိုလိုက်သွားခဲ့တော့တယ်။ပေါ်သူတို့လေကုံမော်မှာချိန်နေကြအောင်စောင့်မိနောက်တော့ တုပ်ဘောတို့ပေါ်မလာတာဆိုတော့ဖိုးသူကြီးဒီတိုင်းဆိုရင်ကျုပ်တို့ဘယ်လိုလုပ်ကြမလဲဒါနဲ့ဖိုးသူလည်းမြေပုံဆောင်ရွက်ကိုကြည့်လိုက်တယ်။အင်းဒီမြေပုံနဲ့ဟာတိုင်းဆိုကျွန်တော်ရှိနေတာကျုံးပြက်လောက်တည်းဒါဆိုဟိုဘက်ကျန်မှာတုပ်ဘောတို့ရောက်နေနိုင်တယ်ဗျကျွန်တော်တို့အဲ့ဒီဟာပဲသွားဆောင်တာပေါ့တပတ်မှာတော့တုပ်ဘောနဲ့ဂီတာတည်းကကန်းဆက်တစ်ခုနာကိုရောင်းနေနေခဲ့ကြတာပါ ကိုကြီးတည်းဒီနေရာကဘယ်နေရာလဲယင်ကိုကြီးလည်းခုမှရောက်ဘူးတာပဲဒီနေရာကဘယ်နှရှိမှန်းတော့မသိဘူးယင်ကိုကြီးကလည်းခုကကိုကြီးတို့ကြောင့်သွားနေရလမ်းလीဗျာဘလို့ဖြစ်ပြီးတော့မသိရလေမသိလို့လေကျုပ်တို့အချိန်တော်ကြောင်လမ်းပြောင်နေရပေါ့ကွာဟုတ်သားပဲစိတ်ညစ်ပါတယ်အဲ့လိုပြောပြီးတော့တုပ်ပေါ်ကထိုင်ချလိုက်တယ်နောက်တော့တကူကူကိုတတိယသွားခဲ့တယ် ကိုကြီးဟိုဒီဂီတာကိုခဏငှားပါလိုက်မင်းကဘာလို့မလို့လဲဩဂီတာငှားပါလိမ့်ဆိုမှတိမလို့ပေါ့ဗျဒါနဲ့တော့ပေါ်လေတေးစီကနေဂီတာယူပြီးတော့သူတီးတက်တယ်လို့တီးခတ်နေခဲ့တော်ဒီခဏကြာမှာတော့ငပိန်ကသူ့နာကို အရင်ရောက်လာခဲ့တာပါဟာတော်ဘောတော့ကဒီမှာတကယ်ရှိနေရပဲဟုတ်တယ်ဟာမင်းတို့ဂီတာတန်ကြားလို့လိုက်လာခဲ့တာလားဒါပေါ့ကွာ စိုးလိုက်တဲ့တန်းဆိုပြီးပြောနေခဲ့သည်ဟာနောက်မှမင်းတို့နဲ့ဂီတာပါသွားတာကိုတတိယပြီးတော့မြင်မြန်လိုက်လာခဲ့တာဒါနဲ့ကြောက်လို့ရောနောက်မှလိုက်လာကြတယ်ဗျအဲ့ဒီအချိန်မှာပဲဖိုးထုတို့လည်းရောက်လာခဲ့ကြတယ်တော်ပေါ်နေစင်ပြည့်ရလားပြည့်ပါရဲ့အေးပါအေးပါပြည့်လို့တော်သေးတယ်ငါတို့နင်းကိုစိတ်ပူနေတာဟာဒါဆိုကျွန်တော်လူလဲစုံသွားပြီဆိုတော့မုံမလေးငယ်ရောင်းမြေမြေရှာကြတာပေါ့ ဟုတ်တယ်ဟုတ်တယ်မြင်မြန်သွားကြစို့ဒီလိုနဲ့သူတို့အဖွဲသားတွေလေညမြေနေပြောင်ဆိုရဲရွာဆိုင်မုတ်ကိုညင်လိုက်ရှာတော်တယ်ဟာကိုကြီးတရဲတို့ရောင်တွေ့ပြီကွဟာဟုတ်တယ်ဟုတ်တယ်ဒါကျုပ်တို့ရွာပဲအဲလိုပြောပြီးနှစ်ယောက်သားကခုံပေါက်နေခဲ့ကြတယ်အဲ့ဒီအချိန်မှာပဲတပတ်ကနေမိတော့တွေခြင်ထားတဲ့တရဲတွေကသူတို့နာရောက်လာခဲ့တာပါ ငါငါသားလေးပါလားအဲ့လိုပြောပြီးတော့လှဲမောင်းနေတဲ့ကိုဖတ်လိုက်ခြင်းဝမ်းသာလိုက်တာသားလေးရေအမေဖြစ်လေငါသားနေပြန်မတွေ့ရတော့ဘူးလို့ထင်နေခဲ့တာတော့ဟိုသားပြောပေးစားထွက်ရင်လည်းအပြန်လဲမှာလမ်းမြောက်သွားလို့ပါဗျကျုပ်တည်ရင်ပြောပွဲစားထွက်တာလေးကျုပ်ကိုပြောမတော့တားငငယ်ချင်းတွေကိုလိုက်မေးကြည့်မှသာသိရတာဟုတ်တယ်မေရဲ့တားမေကိုမပြောမီလို့ခုလိုဖြစ်ရတာထင်ပါတယ်ဒါမဲ့လေ တားတို့ဟောရီယာညီလေးတွေကကူညီပေးလို့တားတို့ရောက်လာခဲ့တာဗျ။တော်သေးရပေါ့။လူကောင်းလေးရင်းနဲ့တွေ့လို့။အော်ဒါနဲ့တားအသွားတော့ကယူသွားတယ်။ငါနဲ့လဲရော။ဟိုအဲအဲ့ဒါလေလမ်းကကျမ်းတာမို့တနေရာမှာခြံခဲလိုက်တယ်မီ။ဘာ?ခြံခဲလိုက်တယ်?ဟုတ်လား။အမလီဒင်းကတပြားတောင်မရှာပေးနိုင်သေးပဲနဲ့။နွားနဲ့လှည့်တစီလုံးဖျောက်လာတယ်ဟုတ်လား။ကဲဟဲ့ကဲဟဲ့ဖျောက်ချင်းဖျောက်ချင်း နာရဲမေရဲ့တတနားမလို့တော့ပါဘူး။ဒါနဲ့တရေမေလည်းတာဖြစ်သူကိုလိုက်ရိုက်နေတော့တရေတီလည်းပက်ကြီးနေခဲ့ရပါ။တော်ဘောကတော့အဲ့ဒါကိုကြည့်ရင်လည်းတာဟာနဲ့ခိုးရှိနေခဲ့တယ်။အဲ့ဒီအချိန်မှာပဲရုဒိရဲ့စက်တုံနဲ့ကြားလိုက်ရပြီးတော့တရေတွေလည်းပျောက်ခြင်းမလားပျောက်ခွေသွားခဲ့တော်တယ်။ဟေးတရေတွေဟာရုဒိရဲ့ပျောက်သွားပါလား။အော်ဟိုမှာနေတော်ထွက်တော်မှာပဲဟာ။ကဲဒါလို့ဆို တို့လေပြန်ကြရပို့ဒီလိုနဲ့ဖိုးတို့တို့အဖွဲသားရင်းလေအိနီယာကနေထွက်လာခဲ့ကြရင်ဇလန်းလေးလေးပြီးဆုံးသွားခဲ့တော့လေ